โอเคတော့ကျွန်တော်ဒီနေ့ပြောရမှာဆိုရင်တော့ခုနာမည်ကြီးနေတယ်ပေါ့เนาะဒီ Google VO3 AI ဟိုကျွန် free သုံးလို့ရအောင်ဘယ်လိုလုပ်ရမလဲပေါ့เนาะဒီ AI ဝယ်သုံးမယ်ဆိုရင်ဈေးတော်တော်ပေးရတယ်ပေါ့เนาะအဲဝယ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပုံမှန်ဝယ်လို့ရတဲ့ Google VO3 website ကနေသုံးလို့ရတဲ့ AI မျိုးလည်းရှိတယ်နောက်ဘက်နောက်တစ်ခုအနေနဲ့ကျွန်တော် Gemini ပေါ့เนาะ Google Gemini ကနေပြီးတော့အဲဒီချိတ်ဆက်ပြီးတော့ဝယ်ဝယ်သုံးရတာမျိုးလည်းရှိတယ်ပေါ့เนาะအဲဒီနေ့မျိုးသုံးတဲ့အခါမှာဆိုရင် message ကလောက professional ကြကြ ဒီဗီဒီယိုတွေ unlimited ပြန်ပြီးတော့သုံးနေလဲဆိုရင်တော့အဲဒီ Google Video 3 website ကနေဝယ်ဖို့ကျွန်တော်ကြံပြုတယ်ဗောဒါမှမဟုတ်ဆို Mixer ကိုယ်အင်ခုမှစပြီးတော့ try နေတယ် free လည်းသုံးနေတယ်ပတ်ဆက်လည်းပေးစရာမလိုဘူးသုံးနေလဲဆိုတော့အခုကျွန်တော်ပြမယ့်နေလန်းကို Mixer အသုံးပြုလို့ရတယ်ဗောနော်ဒီနေလန်းကျွန်တော်15လ free သုံးလို့ရတယ်ဗောနော် Okay အဲ့တော့ဒီ free သုံးလို့ရတယ်ဆိုပေမဲ့ကျွန်တော်သူက free သုံးဝင်ပြတာဖြစ်တဲ့ဒီမှာအကျော်သုံးဝင်မှာအကန့်အသတ်တွေရှိတယ်ဗောနော်ဒါလေးကိုကျွန်တော်ပြီးရထပ်ပြောပြောပြပေးမယ်ဗောနော် ဲ့တော့ဒါမျိုး free အောင်လုပ်ဖို့တဲ့ဆိုမိတ်ဆွေတို့မှာ visa master ကတခုရှိရမယ်ပေါ့နော်မိတ်ဆွေညီမပြီးမှာဆိုရင်ကျွန်တော် UAB AYA ပေါ့နော်ဒီကတ်တွေမိတ်ဆွေတို့သုံးမှုလို့ရတယ်ပေါ့နော် PayPal နဲ့လည်းသူကချိတ်ခွင့်တော့ပေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မလေးရှား visa ကတ်တွေ PayPal account နဲ့သုံးတာတော့သုံးလို့မရဘူးပေါ့နော်အဲ့တော့ညီမပြီးက visa ကတ်ကိုသုံးလိုက်မှာပဲကျွန်တော်သုံးလို့ရတာဖြစ်တယ်ပေါ့နော်โอเคဒီလိုသုံးတဲ့အခါမှာဆိုရင်ဘယ်လို account တွေဖွင့်ရမလဲပေါ့နော်ဒါလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးတော့ပါမယ်โอเคအဲ့တော့ message တွေကိုဆောင်းအောင်လိုက်ကြည့်ပေးပါ โอเคတော့ဒီပရမအုဆိုတာမိတ်ဆွေတို့မှာ VPN ခံပြရမယ်ဗောနော VPN ကျွန်တော် US VPN ကိုချိတ်ပြရမယ်ဗောနော US VPN ဖြစ်တယ်တော့မိတ်ဆွေ free ရတယ်ပဲ VPN မဆိုသုံးလို့ရတယ်ဗောနော်ကျွန်တော်ကတော့ဒီကျွန်တော်လောက်တော့ဒီ mobile phone နဲ့လောက်ထားတာဗောနော်ဒါပေမဲ့မိတ်ဆွေတို့မြင်တာအောင်လို့ကျွန်တော် PC နဲ့ပြပေးမယ်ဗောနော်အဲဒါကြောင့်မိတ်ဆွေက PC နဲ့ကြည့်ရတာနားမလည်ဘူးဆိုရင်တော့ကျွန်တော်အဖုန်းနဲ့လောက်ထားတာကို Telegram channel မှာတင်ပြထားမယ်ပေါ့နော်ကျွန်တော် Telegram channel မှာဝင်ပြီးတော့တွေ့ကြည့်လို့ရတယ်ပေါ့နော် Okay ပထမဆုံးဆိုတော့ကျွန်တော်ဒီ computer နဲ့ကျွန်တော် စိုက်ဝင် VPN သုံးပြီးတော့ကျွန်တော်ချိန်မယ်ပေါ့နော်โอเคအဲ့တော့စိုက် VPN သုံးပြီးတော့ကျွန်တော် US location ကိုကျွန်တော်ချိန်လိုက်မယ်ပေါ့နော် US location မှာပဲရမယ်ပေါ့နော် United States ရဲ့ Mexico ဘယ်မျိုးဘယ်မျိုးချိန်ချိန်ရတယ်ပေါ့နော်โอเคအဲ့ပြီးသွားပြီဆိုရင်တော့ကျွန်တော်အဘာပထမဆုံးကျွန်တော် Mexico အာဒီလုံးဝ unlimited တွေသုံးနေတယ်ပေါ့နော်စိတ်ကြိုက်သုံးနေတယ်ဆိုရင်တော့ Google Video 3ဆိုပြီးတော့ရိုက်စားလိုက်ရရတယ်ပေါ့နော် Google Video 3ပေါ့နော်သူရဲ့ official website ထဲမှာပေါ့နော် VO3 AI နဲ့မှဝင်ပြီးတော့သုံးလို့ရရပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့သူကဒီ creator တွေအတွက်လုံးဝ creator တည်တဲ့အတွက်လည်းကျွန်တော်သုံးမိလို့ရမျိုးရှိတယ်ပေါ့နော်ဒီမှာဆိုရင်သူရဲ့ price ကိုတစ်ချက်ကြည့်လိုက်ပေါ့နော်သူကဒီ AI နဲ့အများစုသုံးတဲ့အခါမှာဆိုတော့ credit point တွေနဲ့သုံးရတာပေါ့နော် credit point တွေနဲ့သုံးတဲ့အခါမှာဆိုရင်ကျွန်တော်ဒီမှာ price ကိုတစ်ချက်ကြည့်မယ်ပေါ့နော်ဟုတ်ကဲ့တော့ဒီမှာအာတလာချင်းဝယ်လို့ရတာမျိုးရှိတယ်ပေါ့နော်တလာချင်းဆိုရင်သူကအနည်းဆုံးဒေါ်လာ30လောက်ပေးရမယ်ပေါ့နော်သုံးတဲ့အခါမှာဆိုရင်သူက VO3 စာဖို့တော့မရ VO3 လိုချင်တယ်ဆိုတော့တစ်လဟိုဒေါ်လာ50လောက်သုံးမှပဲရမယ်ပေါ့နော်ဒေါ်လာ50လောက်သုံးပေးမယ်ဆိုရင်မင်းစရော8စကန်ရမယ်ပေါ့နော်1080ပေါ့နော် 80p resolution ရမယ်ပေါ့နော် credit card 900လောက်ထိရမယ်ပေါ့နော် okay အဲဒါမျိုးတွေရှိတယ်ပေါ့နော်အောက်မှာလည်း miss you စိတ်ကြိုက်ဒီမှာ wifi budget တွေ creator combo တွေအတွက်ဒါမျိုးတွေတုံးလို့ရတယ်မျိုးရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်ဝယ်မတုံးနိုင်ဘူးပေါ့နော်အဲကြောင့်မကျွန်တော် free အောင်တုံးမယ်အဲ့တော့ free အောင်တုံးမှဖြစ်တဲ့ပထမဆုံးကျွန်တော် VPN ချိန်မယ်ချိန်ပြီးတော့ပြီဆိုရင်တော့ ဘာရိုက်စာမလဲဆိုရင် Google ပေါ့နော် Gemini Google Gemini student ဆိုပြီးတော့ရိုက်စာလိုက်ရလေရတယ် student offer ဆိုပြီးရိုက်စာလိုက်ပေါ့နော် okay အဲ့တော့ဒီဒီမှာကြာလာလိုက်မြဲပေါ့နော်ဒီမှာ Google AI Pro free for student through final 2026ဆိုပြီးတော့ပေါ်လာလိုက်မြဲဒါလေးကိုတစ်ချက်နှိပ်မြဲပေါ့နော် okay အဲ့တော့နှိပ်တဲ့အခါမှာဆိုရင်ဒီမှာ get offer ကိုနှိပ်မြဲပေါ့နော်အဲ့တော့နှိပ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီ US account နဲ့ဖွင့်ထားမှာမဟုတ်တဲ့ Google account နဲ့မဟုတ်တဲ့အတွက်ကျွန်တော် ပြောင်းပေးရမယ်ပေါ့နော်ပြောင်းတဲ့ကံမှာဆိုမင်းစီရောမှာဂိုရဲ့ကောက်တွေမျိုးစားစီရဲ့ဆိုတခုချင်းပြောင်းလဲတခုမဟုတ်တခုရလိုက်မယ်အဲ့တော့စီရအထဲတုန်းကလုံးဝမရဘူးဆိုရင်တော့မင်းစီရောအစ်စ်ဖွင့်ရမယ်ပေါ့နော်ကျွန်တော်ကျွန်တော်စီကျွန်တော်မှာစီရအထဲကျွန်တော်စပြီးတော့ထွိုင်းကြည့်မယ်ပေါ့နော် Okay အဲ့တော့ထွိုင်းတဲ့ကံမှာဆိုရင်ဒီမှာ University Student Guide Free Upgrade of Gemini for 50 Max ဆိုတာဒါမျိုးပေါ်လာပြီဆိုတော့ကျွန်တော်မင်းစီ I ကိုကဲကောင်တောင်းလို့ရရပေါ့နော်ဒီလိုပေါ်လာပြီဆိုတော့ Verify Student Status ဆိုတာဒီချက်နေမယ်ပေါ့နော် နေပြောဒီမှာကျွန်တော် student email ထည့်ပေးရမယ်ပေါ့နော်ဒီလိုထည့်ဖို့တည်းဆိုရင်ကျွန်တော် email generator ကိုသုံးရမယ်ပေါ့နော်အဲ့လိုသုံးမလို့ဆိုရင်ကျွန်တော်ဗာရရမလဲဆိုရင် etmail.com ဆိုပြီးအဲ့ဆက်လိုက်ပေါ့နော် okay အဲ့တော့ကြာလာပြီဒီမှာဆိုရင်ဒီပေါ်ဆုံးမှာရှိတဲ့ usc.edu.bn ဆိုတဲ့ဟာလေးကိုဒီမှာ copy ယူလိုက်ပေါ့နော်ယူပြီးတော့ပြီဆိုရင်တော့ဒီ sona email နေရာမှာအာ copy paste ချလိုက်မယ်ပေါ့နော်ပြီးတော့ verify ကိုနှိပ်မယ် နေပြီးတော့ဒီမှာ verification code ပေါ့နော်ကုတ်ကိုလည်း sona email ထဲမှာတွားကြည့်ရမယ်ပေါ့နော်ကုတ်ကဘယ်နားလေးမှာလဲအောင်နားလေးကိုတွားကြည့်ရမယ်ပေါ့နော်အဲအောင်နားလေးကိုတွားကြည့်ခါမှာ message ကိုကုတ်ကြရဲ့အတန်လေးပေါ်လာမှာပေါ့နော်အဲတော့ဒီမှာ nan reply.google.app.google.com ဆိုတာလေးကိုဒီချက်နေလိုက်ပေါ့နော်ဒါလေးကိုဒီချက်နေလိုက်ဒီနေ့ခါမှာအောင်နားလေးမှာပေါ့နော် verify your student email ဆိုပြီးတော့ဒီမှာကုတ်6လုံးကြာလာပြီဒါလေးကို copy ယူပြီးတော့ကျွန်တော်တို့ဒီမှာတွားထည့်လိုက်မယ်ပေါ့နော် ပြီးတော့ပြီးဆို submit ကိုနေမယ် အဲဒီမှာ URL ကျပဲဆို Google AI Pro ဆိုရလာပြပြီးပြီးတော့ပြီးဆိုတော့ continue ကိုနှိပ်မယ်အဲနေ့တခါမှာဆိုရင်ကြောဒီမှာ start try ရဲ့ပေါ့နော် okay start try ကိုနှိပ်ရမယ်ပေါ့နော်နေ့တခါမှာကျောဆွမ်းနာပြောခဲ့တဲ့ visa visa card master card ဒါမှမဟုတ်ဆိုရင် pin နဲ့ချိန်လို့ရတယ်ပေါ့နော် okay အဲ့ဒါဒီမှာဆိုရင်ကျော်55လား free trial ရရမယ်ပေါ့နော်ဒီမှာ subscribe ကိုနှိပ်မယ်ပေါ့နော်ဒီတစ်ခါမှာဆိုရင်ကျော်ဥမှာ visa card ဒီ visa card နဲ့ချိန်မယ်ဆိုရင်တော့ဒီမှာအဲဒီမှာပေါ့နော် add အကက်ကနေရမယ်ဘောနော်ကျွန်တော်ဒီမှာအကိုချိတာဒီမလေးဆက်ကက်တွေတောင်းလို့မရအောင်မြန်မာကက်ကိုတောင်းလာဖြစ်တဲ့ဒီမှာအကက်ကိုနေမယ်ဘောနော်အကက်ကနေမှာကျွန်တော်ဗီဇာကက်နာမည်တွေအဲဒီဗီဇာကက်ဖွင့်ထားတဲ့နာမည်တွေပြီးသွားပြီဆိုရင်တော့ကက်နာမည်တွေကျွန်တော်ရိုက်ထည့်မယ်ဘောနော်โอเคအဲ့တော့ကျွန်တော်ကတော့မြန်မာပြက်ကက်နဲ့ချိန်ပါမယ်ရတာဘောနော်โอเคအပြီးတော့ပြီဆိုရင်ဒီမှာ United State ရဲ့ Poster Code ကိုထိခိုင်းတာဘောနော်ထိခိုင်းတဲ့အခါမှာဆိုရင်ကျွန်တော်ဒီမှာ New York ဘောနော် New York Poster Code ဆိုပြီးရဆက်လိုက်ရတယ် New York Poster Code โอเคจ่าละပြီဆိုအောက်မှာ00078ပေါ့เนาะဒီ code click ထည့်လိုက်လို့ရပါပြီโอเคအဲ့တော့ဒီမှာဒီနံပါတ်ထည့်လိုက်မယ်ပေါ့เนาะပြီးသွားပြီဆိုတော့ကျွန်တော် 6code နှိပ်လိုက်မယ်ပေါ့เนาะဒီနားမှာ error တက်မယ်ဆိုရင်တော့ mixero ip socket ကသုံးလို့မရဘူးပေါ့เนาะ chat ကနဲ့သုံးမယ်ပေါ့เนาะဒါမှမတက်ဘူးဒီနားမှာ subscribe ကိုနှိပ်လိုက်တာနဲ့ subscribe လို့ပေါ်လာနဲ့ mixero dian ကိုဆက်ပြီးတော့သုံးလို့ရပြီပေါ့เนาะဒီမှာဆိုကျွန်တော် patch face ဆိုပဲလာပြပေးတယ် တော့ဒီကဆိုရကြဒီအကောင့်ကသုံးလို့မရဘူးဖြစ်နေရပေါ့နော်ဒါကြောင့်မို့ကျွန်တော်နောက်ထပ်တစ်ကောင်နဲ့ပြောင်းကြည့်ရမှာပေါ့နော်ဒီနောက်မှာ subscribe ဆိုပေါ်ပြီးပေါ်ပြီးဆိုတဲ့ message လို့ဒီအာဒီ Google Gemini ကိုစပြီးတော့သုံးလို့ရပြီပေါ့နော် okay အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီအားကိုထပ်ပြီးတော့ပြပေးတော့ဦးအဲ့ subscribe ဖြစ်သွားတဲ့အားကိုကျွန်တော် mobile phone နဲ့ပြပေးမယ်ပေါ့နော် mobile phone နဲ့မှာ subscribe ဖြစ်သွားပြီပေါ့နော်ဘာလို့လဲဆိုဒီအကောင့်ထပ်ပြီးတော့ try နေမယ်ဆိုကြားနေမှာဆိုလို့ပေါ့နော် message ကို visa card ချိန်လိုက်တဲ့ခါမှာဆိုရင်ဒီနောက်မှာ subscribe ဆိုပေါ်ပြီးဆိုတာနဲ့ဒီ အာ Google Geo အ VO3 ကိုစပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဖုန်းနဲ့ပြပေးမယ်ပေါ့နော်ဒါဆိုရင် you are eligible ဆိုပြီးလာပြပေးပြီးတော့ပြီဆိုရင်တော့ continue ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီမှာ start ထွက်ရဲဆိုတာနှိပ်မယ်ပေါ့နော်ပြတော့ပြီဆိုတော့ကျွန်တော် PayPal တွေပါနေချိတ်လို့ရတယ်ပေါ့နော်ကျွန်တော် Visa card နဲ့ချိတ်မယ်ပေါ့နော်အဲ့ card ကိုနှိပ်မယ် ။အဲပြီးတော့ဒီမှာကတ်နာမည်ထည့်မယ်ပေါ့နော်။ဒီမှာကတ်ဟိုတာနေရာကိုကတ်ဖွင့်ထားတဲ့နာမည်ပေါ့နော်။ဟောဒီမှာ booster code တောင်းနေဆိုရင်ကျွန်တော်ဒီမှာတစ်ချက်တက်ကနေပြီးတော့ကျွန်တော် new year booster code ဆိုပြီးရိုက်စားလိုက်ရပြီပေါ့နော်။ဒီမှာပေါ့နော်ဒီထည့်ရတစ်ခုထည့်လိုက်ရပြီပေါ့နော်။အတညာကွန်တညာတညာရှိကြထည့်လိုက်မယ်ကေပိတာဝိချနာတော့6ကိုနိုင်မယ်ဗောနော် ော့ဒီနောက်မှာဆိုရင်တော့ကျွန်တော် charge ကိုနှိပ်ပြရမှာ subscribe ကိုနှိပ်ပြရမှာပေါ့နော်ဒီနောက်မှာဆိုရင်တော့ error တက်တာတော့များတယ်ပေါ့နော်ကျွန်တော်ဒီကက်နဲ့ရများကျွန်တော်စမ်းကြည့်မယ်ပေါ့နော် subscribe ဆိုနှိပ်မယ်โอ้ยาตั๋วบีย่าตั๋วบีโอเคแล้วซ้อนหน้าเลยเหมือน subscribe พอตาบีဆိုရင်เนาะ IA ရအောင်သုံးလို့တော့ဆိုရင် message တော့ VPN တော့ပြန်ခံရမယ်ဗောနော် VPN သုံးပြရမယ်ဗောနော်โอเคแล้ว VPN မှာကျွန်တော် US VPN ပြန်ချိန်ထားမယ်ဗောနော် โอเคချက်ပြီးသားပြီဆိုရင်တော့ကျွန်တော် browser နဲ့ browser ထဲကနေပဲတုံးလို့ရမှာပေါ့နော်ကျွန်တော် browser ထဲကိုသွားမယ်ပေါ့နော် browser ထဲမှာကျွန်တော် Google Gemini ဆိုပြီးတော့ရိုက်ရှာပြီးတော့တုံးမယ်ပေါ့နော်အ Google Gemini ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်ပေါ့နော်ရေးစားတဲ့ခါမှာဆိုမိတ်ဆွေတို့အာဆောနာလောင်းရင် subscribe လုပ်ထားတဲ့ Google account နဲ့ဝင်ရမှာပေါ့နော်ဒီမှာဆိုကျွန်တော်အ icon ဝင်မိသွားပြီပေါ့နော် โอเคဒါဝင်တဲ့ခါမှာဆိုရင်ကျွန်တော်ဒီအောက်နားလေးမှာဗီဒီယိုဆိုတာလေးပေါ်အောင်ပါဗောနော်အဲ့ဗီဒီယိုဆိုတာပေါ်မှာကျွန်တော် VO3 နဲ့အဲဒီဗီဒီယိုထုတ်လို့ရမှာဗောနော်အဲဒီလိုထုတ်တဲ့ခါမှာဆိုရင်သူကဗီဒီယိုက၁ရက်ကို၃၃ပုဒ်ပဲထုတ်လို့ရတယ်ဗောနော်၃ပုဒ်ပဲထုတ်လို့ရတယ်အဲ၃ပုဒ်ကြောက်သွားပြီဆိုရင် နောက်ရက်မှာပဲထုတ်လို့ရမယ်ဒီလိုရက်တွေတက်မှတ်တဲ့ခါမှာသူက ChatGPT လိုပဲဗောနော်အဲ့တော့ဒီခုကျွန်တော်က6နာဒီနေ့6နာရီမှာကျွန်တော်ဗီဒီယိုသုံးဖို့ပြည်သွားပြီဆိုတော့နောက်နေ့6နာရီပြည်ပြီးကမှနောက်ထပ်ဗီဒီယိုသုံးဖို့ကိုထပ်ပြီးတော့ထုတ်လို့ရမှာပေါ့နော် โอเคရက်တရက်ကူတာနဲ့သူကကျွန်တော် refresh map ဖြစ်ဘူးပေါ့เนาะအဲဒီမှာကျွန်တော်အားနည်းချက်တခုကဒီ VO3 တုံးမယ်ဆိုရင်ဒီတိုင်းမဲ့တုံးလုံးရတာပေါ့เนาะဒီကျွန်တော်ကွန်ပျူတာပြခဲ့တဲ့ VO3 ဝက်ဆက်ကနေတုံးမယ်ဆိုရင်ကျွန်တော် flow တွေအားစာအကုန်လုံးပြန်ပြီးတော့ decision သွားလို့ရတာပေါ့เนาะဒီမှာတော့ဒီတိုင်းမဲ့ထုတ်လိုက်ထုတ်လိုက်ရုံပဲတုံးလို့ရမှာပေါ့เนาะโอเคအဲဒီမှာဆိုရင်ကျွန်တော် message တော့ အာ Gemini 2.2.50တော့မရောလဲကျွန်တော်တို့ဒီ debt bond တွေမှာထုတ်လို့ရတယ်ဗောနော်ဗီဒီယိုထုတ်ဖို့အတွက်ဆိုရင်ကျွန်တော်ထုတ်ခဲ့တဲ့အားလေးတစ်ချက်ပြပေးမယ်ဗောနော်ဒီမှာဆိုရင်ကျွန်တော် bit full backend block ထုတ်ထားတာဗောနော်အတုတက်ကမှာဆိုရင်ကျွန်တော်တို့ဒီ print တွေကိုဘယ်လိုရေးမလဲဗောနော်ရေးတဲ့အခါမှာဆိုရင်ကိုပိုင်းရေးဖို့ဆိုတော့မလကူးဗောနော်အဲ့တော့ဒီမှာကျွန်တော်ပြပေးမယ်ဗောနော်ဒါကတော့ဒီ bit full ကို block backend မှာ block ရိုက်ထားတဲ့ပုံစံဗောနော်ဒီမှာဆိုရင်ကျွန်တော် ဒီစာတွေကိုကျွန်တော်အင်္ဂလိပ်စာကိုယ့်အကူရေးဖို့ဆိုလောအောင်ဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော် ChatGPT ကိုသုံးရတယ်ပေါ့နော် ChatGPT သုံးပြီးတော့အာဒီ Voyo 3မှာအကောင့်နဲ့ဒီ Voyo 3ရအခြား AI နေတဲ့ပိုကောင်းနေရတခုဟာသူကအာ dialogue တွေထည့်လို့ရတာပေါ့နော်စကားပြောတွေထည့်လို့ရဒီမှာဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ဗီဒီယိုလေးတွေ့လိုက်မှာ Hi baby do you love me Yes I love you so much ဆိုပြီးရဒါ dialogue တွေထည့်ပေးရတာပေါ့နော် Okay ဒီမှာဆိုရင်ဒါလေးပေါ့နော် Do you love me? Yes I love you so much. Good. Good. ကဲတော့ဒီမှာပေါ့နော်အဲဒီမှာဇာတ်လမ်းတွေကိုလည်းကျွန်တော်ထုတ်ထားတာပေါ့နော် okay အဲ့တော့ဒီလို prompt နေရဖို့ဆိုရင်မိတ်ဆွေ chat gpt ကိုအဲရေးခိုင်းတာပေါ့နော်ကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော်ရေးထားတာလေးကိုကျွန်တော်ရေးထားတာလေးတစ်ချက်ပြပေးပါပေါ့နော်ဒီမှာ bafu flow ပေါ့နော်ကျွန်တော်ကတော့ပထမဆုံးမြန်ကလေးနဲ့ရေးရပေါ့နော် please create prompt for me a bafu blog a video with survey mode in picture ဆိုတာတော့ဒါတက်တက်ပေါ့နော်ဒီကောင်ကတက်တက်ပေါ့နော်အာဒါဒီတစ်ခုကဒီမှာကြည့်မယ်ပေါ့နော် ဒီမှာဆိုရင်တော့ကျွန်တော်မြန်ကလေးနဲ့ရေးတာဗောနော please create prompt for google video 3အဲ့တော့ကိုသုံးရင်းနဲ့ AI ကိုထည့်ပေးရေဗောနော်ဒါမှ तू ကဒီ AI နဲ့အတင်းတော်မဲ့ဒီဟွာတွေကိုထည့်ပေးရဗောနော် video 3 true general illustrative fifu blog ဘုန်းနေရင် skip ပဲနေဟွာပါ make it plus ပြီမဟုတ်ဗောနော် in backend မြန်မာဗောနော်အမ်ကျုပ်တို့ဟွာ fifu say hi baby do la me ဗောနော်ကိုပြောချင်တဲ့စကားလေးကိုဒီမှာထည့်တာဗောနော် yes i love you so much နောက်ပြီးတော့ huge and give ဗောနော် give me ဖဲ့မယ်ဗောနော် ါလေးကိုသူကဒီမှာ special ပြန်ရဲပေးတာဗောနော်ဒီတော့မကိုကမကြိုက်တော့ဘူးဆိုရင်ပြန်ပြီးတော့ပြင်လို့ရသေးတယ်ဗောနော်အဲဒီနီလန်းနဲ့ကြောအဲကျွန်တော်ထုတ်ထားတဲ့ဗီဒီယိုတွေကို chat gpt ကို prompt ရေးခိုင်းပြီးတော့တောင်းတာဗောနော်မိတ်ဆွေကကျွန်တော်လောက်မှမရေးတတ်ဘူးဆိုရင်တော့ညီမလိုရေးခိုင်းပြီးတော့ prompt ထုတ်ခိုင်းလို့ရတယ်ဗောနော် okay အဲ့တော့ဒီ video 3တောင်းတာတော့ဒီလောက်ပဲဗောနော်အဲ့တော့မိတ်ဆွေတို့ဒီတိုင်း အာဒီကိုကပုံမှန် free lock ပဲတုံးနေဆိုရင်တော့ဒီတိုင်းဆင်ပြီးတယ်ပေါ့နော်မင်းကမေဆူက proposal နဲ့ကြာကြာတုံးနေလေဆိုရင်တော့ကျွန်တော်ပြောဆုံးနာပြောပတ်ခဲ့တဲ့အတိုင်း BO3 website တရားနေတုံးမယ်ဆိုရင်တော့ပို့ပြီးတော့ဆင်ပြီးတယ်ပေါ့နော်သူက credit နဲ့တုံးတာ credit နဲ့အဲလောက်ရတာဖြစ်တဲ့အတွက်သူက credit မကုန်မချင်းတုံးလို့ရတယ်ပေါ့နော် ကုန်းသွားမယ်ဆိုရင်တော့ရက်သွားမယ်ပေါ့နော်ဒီမှာတော့သူက daily တုံးပုတ်ပဲ free လုပ်လို့ရတယ်ပေါ့နော်အဲ15လ free ရပြီတော့ဒါလည်းမဆိုးဘူးပေါ့နော် okay ဒါလေးမျှော်ပြီးဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျာ